တခါတုန်းကအင်မတန်လှပတဲ့တိုင်းပြည်တစ်ခုမှာချိုးတဲ့နှုံချတဲ့ရေတဲယောက်ျားတစ်ယောက်နေထိုင်တယ်။ရေတဲယောက်ျားဟာချစ်ခင်နှစ်လိုဝဲမူယာရှိပြီးလူအများကိုကူညီတတ်တာမဟုတ်သူ့ကိုတရွာလုံးကချစ်ခင်နှစ်သက်ကြတာပေါ့။ရေတဲယောက်ျားဟာ နေ့စဉ်နေ့တိုင်းမြစ်ထဲကရေတွေကိုခတ်ယူတယ်အိမ်တိုင်းကိုလိုက်ပို့တယ်ဝမ်ပန်းတရားနဲ့နှုတ်ဆက်စကားဆိုလို့ရှိတယ် ရေရယောက်ျားရဲ့အပြောတွေကလူတိုင်းကိုကူးဆက်စေခဲ့တယ်။ရိုးရှင်းပေမဲ့ကျင်းနဲ့ပြောရှင်နေတဲ့သူ့ရဲ့ဘဝကိုလူတိုင်းကလေးစားအားချခဲ့ရတယ်။ဒီနေ့မှာတော့ရေရယောက်ျားရဲ့ဘောရီပြူငါမှုတွေဆွလွင့်အနစ်နာခံမှုတွေအကြောင်းဘယင်ကြီးကကြားသိခဲ့ပါတယ်။ဘယင်ကြီးကရေရယောက်ျားကိုတွေ့လို့တဲ့ဆန္ဒဖြစ်ပေါ်လာတာကြောင့်သူ့ရဲ့ မတ်ကြီးတစ်ပါးကိုလွှတ်ပြီးရေတဲယောက်ျားကိုရှေ့တဲမောက်ကိုတွန်းစီခဲ့တယ်။ဘုရင်ကြီးကရေတဲယောက်ျားကိုတွေ့တဲ့အခါမှာတော့ငါမင်းရဲ့ကောင်းတဲ့တွေကိုကြားထားတယ်။ဒီနေ့ဟာစပြီးမင်းနန်းတော်မှာငါနဲ့ငါရဲ့အဆောင်နဲ့အတွက်ရေတဲပေးရမယ်လို့အမိန့်တော်ချမှတ်ခဲ့တယ်။ရေတဲယောက်ျားလည်းပျော်ရွှင်သွားပြီးတော့အိမ်ကိုပြန်လာပြီးတရင်ကောင်းကိုသူ့ရဲ့မိန်းမကိုပြောပြလိုက်တယ်။ နောက်နေ့ရောက်တဲ့အခါမှာတော့ရေတဲယောက်ျားဟာသူ့ရဲ့အကောင်းဆုံးဝတ်စားတွေကိုဝတ်ဆင်ပြီးနန်းတော်ကိုပြန်လာခဲ့ပါတယ်။သူ့ရဲ့အလုတ်စ်ကိုစတင်ဖို့စိတ်အားထက်သန်နေခဲ့ပါတယ်။ရက်တွေကြာလာတာနဲ့အမျှရေတဲယောက်ျားရဲ့နှစ်လိုဝဲအမူအရာနဲ့ပုံပြောဆွမ်းရည်တွေက နန်းတွင်လူနန်းတွင်သားတွေကြားမှာရေပန်းစားလာခဲ့ပါတယ်။မြင်းကြီးကိုယ်တိုင်ကလည်းရေတဲယောက်ျားနဲ့ပူမိုးပြီးတော့ချစ်ခင်ရင်းနှီးမှု ရရှိလာပါတယ်။မကြာခဏဆိုတယ်လို့ဘယင်းကြီးကရေတဲယောက်ျားကိုခေါ်စေပြီးပျော်ရွှင်မြူးထုတဲ့ပုံပြင်တွေကိုပြောပြစေပြီးစိတ်အပန်းဖြေလေးရှိတယ်။ဒါပေမဲ့ရေတဲယောက်ျားရဲ့ကြောက်ကြလာမှုကိုလူတိုင်းကတော့မနှိမ့်ညွတ်စေခဲ့ပါဘူး။ဘယင်းကြီးရဲ့အယုံကြည်အောင်ဖြစ်တဲ့အမတ်ကြီးတစ်ပါးကတော့မနာလိုမှုတွေကြီးထွားလာခဲ့ပါတယ်။ဘယင်းကြီးကရေတဲယောက်ျားအပေါ်မှာ င်းထန်တာပေးမှုတွေကိုမနှိမ့်ညွခဲ့ပါဘူး။ဒါနဲ့သူဟာရေတဲ့ယောက်ျားကိုလမ်းတော်ကနေဖယ်ရှားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာကောက်ချစ်ဆင်းလဲတဲ့အကြံကိုကြံခဲ့ပါတယ်။အမတ်ကြီးဟာရေတဲ့ယောက်ျားရဲ့အိမ်ကိုရောက်လာပြီးအရေးကြီးသတင်းတစ်ခုပြောချင်ရှိတယ်လို့တိုးတိုးလေးပြောလိုက်ပါတယ်။ဘရင်ကြီးကရေတဲ့ယောက်ျားထံမှခရုဏအနံစိုးရရှိနေကြောင်းခရုဏအနံစိုးကြောင့် ိတ်မတက်မသားဖြစ်နေရကြောင်းပြောပါတယ်ဒီအကြောင်းကိုကြားတော့ရေတဲ့ယောက်ျားဟာ မျက်နှာညှို့ငယ်သွားပြီးကျွန်တော်ဘာလို့တင်လဲခင်ဗျာလို့ပြန်မေးခဲ့ပါတယ်အမတ်ကြီးလည်းစိတ်မကောင်းအောင်ဆောင်ပြီးရေတဲ့ယောက်ျားကိုနန်းတော်ကိုဝင်တဲ့အခါတိုင်းပါဇက်ကိုမတ်စ်အုပ်ထားဖို့အကြံပေးခဲ့ပါတယ်အမတ်ကြီးကိုယုံကြည်ပြီးရေတဲ့ယောက်ျားဟာအမတ်ကြီးရဲ့အကြံပေးချက်အတိုင်းလိုက်ပါလှုပ်ဆောင်ပါတယ်နောက်နေ့ရောက်တဲ့အခါမှာတော့ ရေတယောက်ကြားဟာဗဇက်မှာမတ်စ်အုပ်ပြီးနန်းတော်ကိုဝင်ခဲ့ပါတယ်။ဘယင်ကြီးကထူးဆန်းတဲ့ရေတော့ဘယင်ကြီးကထူးဆန်းတဲ့ရေတယောက်ကြားရဲ့အပြုတ်မှုကိုအံ့ဩနေခဲ့ပါတယ်။ဒါပေမဲ့ဘာမှတော့မပြောခဲ့ပါဘူး။ရေတယောက်ကြားဟာအမတ်ကြီးရဲ့အကြံပြုချက်ကိုတစုံတစ်ခုမေးမြန်းခြင်းမရှိဘဲနေ့စဉ်ရက်ဆက်မတ်စ်တက်ပြီးမှ နန်းတော်ကိုအခါစားဝင်ခဲ့ပါတယ်။ ပြတ်ကြလာတဲ့အခါမှာတော့ဘယင်ကြီးကတိကျင်တဲ့ဆွေတွေဖြစ်ပေါ်လာပြီးအမတ်ကြီးကိုရေးတဲ့ယောက်ျားဘာကြောင့်အမြဲတမ်းမတ်စအုပ်ထားရတယ်လဲမေးပါတယ်အခွင့်ရေးကိုစောင့်နေတဲ့အမတ်ကြီးကလည်းဘယင်ကြီးခင်ဗျာကျွန်တော်မျိုးလဲယခုလိုမိကွန်းမျိုးကိုရေးတဲ့ယောက်ျားကို မေးခဲ့ပါတယ်ရေးတဲ့ယောက်ျားကဘယင်ကြီးထံမှအနံစိုးရရှိတဲ့အတွက်ကြောင့်မတ်စအုပ်ထားရကြောင်းပြန်ဖြေကြောင်းရှောက်တင်လိုက်ပါတော့တယ် မရင်ကြီးလဲအမျက်ဒေါတာထွက်သွားပြီး သူမြောက်စားခဲ့တဲ့ရေးတဲ့ယောက်ျားကသူ့ကိုတစ္ဆာဖောက်သွားကြောင်းခံစားလိုက်ရပါတယ်အခြားဘာမှထပ်တွေးမနေတော့ပဲအာနာဘကွတာကိုခေါ်စီပြီးနန်းတော်ဝါကဆောက်လက်ထဲမှာပန်းစည်းပါလာတဲ့လူရဲ့လယ်ဘင်းကိုချက်ချင်းခုတ်တတ်စေ အမိန်ပေးလိုက်ပါတယ်နောက်တစ်နေ့မှာရေးတဲ့ယောက်ျားဟာ ပုံမှန်အတိုင်းသူ့မျက်နာကိုမတ်အုပ်ပြီးပုံမှန်အတိုင်း ူ့ရဲ့နေ့စဉ်လုပ်ငန်းတာဝန်တွေကိုဆောင်ရွက်ပါတော့တယ်။ဘယင်ကြီးကလည်းသူ့ရဲ့တာဝန်ထမ်းဆောင်မှုကိုကျေနပ်တဲ့အနေနဲ့ပန်းစည်းတစ်စည်းကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ရေတဲ့ယောက်ျားလည်းဘယင်ကြီးကိုအယုဒေပေးပြီးဘယင်ကြီးရဲ့နန်းဆောင်ကနေထွက်လာပါတယ်။နန်းဆောင်ပြင်ဘက်ကိုရောက်တဲ့ဆိုရင်ပဲအမတ်ကြီးကရေတဲ့ယောက်ျားလက်ထဲကပန်းစည်းလက်ဆောင်ကိုအကြောင်းကိုအမတ်ကြီးကရေတဲ့ယောက်ျားရဲ့လက်ထဲကပန်းစည်းလက်ဆောင်အကြောင်းကို တိလို့စောနဲ့ဘရူပေးလိုက်တလဲလို့မေးပါတယ်ရေတဲ့ယောက်ျားလဲအချိုသားဆုံးပြောင်းလိုက်ပြီးဘယင်းကြီးပေးလိုက်ကြောင်းပြန်ဖြေပါတယ်အမတ်ကြီးကဘယင်းကြီးကငါ့ကိုဒီပန်းစီစု ပေးခြင်းတရားပြောပြီးရေတဲ့ယောက်ျားလက်ထက်ကပန်းစီကို လူယူလိုက်ပါတယ်အမတ်ကြီးဟာဒီပန်းစီကမင်းထက်ငါနဲ့ပဲတင့်တော်တယ်လို့ပြောပြီးနန်းတော်ရဲ့ဂိဝါစီကိုထွက်သွားခဲ့ပါတယ် အသင်ဆောင်နေတဲ့အာနာဘကွတားလဲလက်ထဲကပန်းစည်းကင်လာတဲ့အမတ်ကြီးကိုမြင်တော့ဘယင်ကြီးရဲ့အမိတ်အတိုင်းကွက်မြက်လိုက်ပါတော့တယ်။နောက်တင်မနဲ့ရောက်တော့ရေတဲ့ယောက်ျားဟာပုံမှန်အတိုင်းနန်းတော်ထဲကို အခါစားဝင်ခဲ့ပါတယ်။ဘယင်ကြီးဟာမျော်လင့်ထားတဲ့လူကိုတွေ့တော့အံ့ဩသွားပြန်ပါတယ်။မင်းအသက်ရှင်နေတဲ့တပေါ့ပြောပါဦးမင်းငါ့ရှိမှာဘာကြောင့်မတ်စ်အုပ်ထားရတယ်လဲလို့ မေးလိုက်ပါတယ်။ရေတဲ့ယောက်ျားလဲ။အိုးအရှင်သခင်အရှင်ကကျွန်တော်ထံမှကရုဏာအနန္တဇိုးရရှိနေကြောင်းကရုဏာအနန္တဇိုးကြောင့်စိတ်မသက်မသာဖြစ်နေရကြောင်းအမတ်ကြီးကပြောပါတယ်။အရှင်ကိုအနောက်ရှက်မဖြစ်စေခြင်းနဲ့အတွက်မတ်စ်အုပ်ထားရကြောင်းပြန်လည်လျှောက်တင်ခဲ့ပါတယ်။ဘယင်ကြီးလဲမျက်လုံးပြူသွားပြီးမနေ့ကငါပေးလိုက်တဲ့ပန်းစည်းကဘယ်ရောက်သွားလဲလို့ မေးလိုက်ပြန်ပါတယ်ရေတဲ့ယောက်ျားလဲအမတ်ကြီးကပန်းစည်းသည်သူနှင့်ပိုပြီးတဲ့တော်ကြောင်းပြောပြီးယူသွားကြောင်းပြန်ဖြေပါတယ်ဘယင်ကြီးကပြုံးရဲ့ပြီးပန်းစည်းကအမှန်တကယ်အမတ်ကြီးနဲ့ပိုပြီးတဲ့တော်ပါတယ်ကွာလို့ပြောလိုက်ပါတယ်ဘယင်ကြီးကရေတဲ့ယောက်ျားရဲ့မတ်စကိုဖယ်လိုက်ပြီးမင်းကအမြဲတမ်းယူသားပြီးကျင်နာထက်တဲ့ကောင်းလေးတယောက်ဖြစ်တယ်ဒီနေ့ကစားပြီး မင်းရေးတဲ့ယောက်ျားမလုပ်တော့ပဲငါရဲ့နန်းတော်မှာပုံပြောကောင်းသူအဖြစ်တာဝန်ထမ်းဆောင်စေလို့အမိန်ပေးခဲ့တယ်ယူသားချင်းစိတ်ရှိတိခန့်ချင်းနဲ့ကျင်နာချင်းတွေက ကောက်ချစ်ဆင်းလဲချင်းနဲ့မနာလိုဝန်တိုချင်းတွေကို အမြဲတမ်းအောင်မြင်နိုင်ပါတယ်ရေးတဲ့ယောက်ျားဟာအမတ်ကြီးရဲ့ကောက်ချစ်ဆင်းလဲချင်းကိုယူသားချင်းကျင်နာချင်းတွေနဲ့အနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကနေ ူများမကောင်းကြရင်ကိုယ့်ကိုဘေးရန်ပြန်တွေ့တတ်တယ်ဆိုတာသင်ခန်းစာယူနိုင်ပါတယ်။ကောင်းမွန်တဲ့အပြုမူနဲ့ရိုးသားတဲ့အပြုမူကအတိမတ် ပြုခံရစမြဲပါပဲ။ဖြူစင်းတဲ့နှလုံးသားပိုင်ခြင်းတွေအတွက်ကံကောင်းခြင်းတွေကစောင့်ကြိုနေမှာပါ။ဘလောက်ပဲခက်ခဲတဲ့အခြေအနေမှာပဲဖြစ်ဖြစ်ရိုးသားစွာကြင်ကြံနေထိုင်ခြင်းကမှန်ကန်တဲ့လမ်းကြောင်းကိုဦးတည်စေနိုင်ပါပါ။ကျေးဇူးတင်ပါတယ်။